မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကသာဖန်တီးခွင့်ရှိပြီးမြန်မာအရေးကိုရွေးကောက်ပွဲမဲပေးမဲ့နိုင်ငံသားတွေကပဲအတိအမှတ်ပြုဆုံးဖြတ်ရမယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်။နိုဝင်ဘာလ10ရက်နေ့ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါရယ်။ရွေးကောက်ပွဲဟာမြန်မာနိုင်ငံပြည်တွင်းရေးသက်သက်မြန်မာနိုင်ငံသားတွေအရေးသက်သက်တာဖြစ်တာကြောင့်တိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩဇာအာဏာနဲ့ မြေသည့်ဝင်ရောက်ဆွဖက်မှုကမှရွက်ကောက်ပွဲအောင်မြင်အောင်ကျင်းပရေးကိုပြက်ပြားအောင်ပြုလုပ်လို့မရဘူးလို့သူကဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံရွက်ကောက်ပွဲအပေါ်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိပေမယ့်မိဖက်နိုင်ငံတွေကထောက်ခံမှုတွေကိုအခိုင်အမာရရှိထားပြီးဖြစ်ကနိုင်ငံတကာအဖွဲ့အစည်းတွေအခြားနိုင်ငံတွေပြည်ရင်းပြည်ပနိုင်ငံတကာမီဒီယာတွေအနေနဲ့လည်းပွင့်လင်းမြင်သာတဲ့ရွက်ကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။ မဲမတမမှုတွေမရှိစေဖို့ခင်မီနီးပညာသုံးဆက်တွေကိုအသုံးပြုထားတာကြောင့်မြေကောက်ဘွဲကထွက်ပေါ်လာတဲ့လွှတ်တော်ဟာဂုံတိတ်ခါရှိတဲ့လွှတ်တော်တရက်ဖြစ်ကြောင်းကဘာကိုချပြနိုင်မှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်စစ်ကောင်စီဟာမြေကောက်ဘွဲကိုအပိုင်း၃ပိုင်းခွဲကကျင်းပသွားမှာဖြစ်ပြီးမြေကောက်ဘွဲအပိုင်း၁ကိုအခုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်တရက်နှစ်မြို့နယ်မှာစတင်ကျင်းပမှာလည်းဖြစ်ပါတယ်အပိုင်း၂ကို2026ခုနှစ် ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်တရားမှာပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း၃ကိုတော့မြို့ောက်ပွဲအပိုင်းနှစ်ကျင်းပပြီးနှစ်ပတ်အကြာမှာကျင်းပသွားမယ်လို့လည်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်95ဦးစုစုပေါင်းကိုယ်စားလှယ်လောင်9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါရယ်